ေးရဲ့သားနွားပေါက်လေးဖြစ်ပါတယ်။ Hello Hello ဒီနေ့ကတော့ကျွန်မအဖွားအိမ်မှာလာနေနေရဲ့ကာလာမှာဘာလုပ်လဲဆိုတဲ့အကြောင်းလေးကိုပြပြပေးမယ် blog လေးဖြစ်ပါရှင်။တပင်းနေအများကြီးရှိရဲ့ပတ်ချင်ဆိုတော့လေလေတို့ကစားတော်တော်ကြီးကွာပါတယ်လို့အင်ဂျင်လို့ဆိုတဲ့ file လေးပေါ့နော်ဒါကတော့အရှိအကနွားကြံကအဲအခုမှမွေးထားလေးရက်သားလေးပဲရှိသေးတယ်နွားလေးနဲ့သူ့အမေဖြစ်ပါတယ်ဒီမှာကျန်တဲ့နွားလေးလေးရှိပါတယ်ရှင် ဒါတော့ချစ်စရာခွေးလေးပေါ့နော်တို့ကနေပူစာလုံနေပါတယ်တို့ကအဲ့လိုနေပူစာလုံနေတဲ့အချိန်မှာကျမရဲ့မောင်လေးကတော့ဒီမှာမြေကြီးဖို့နေရပေါ့နော်ဖိုက်ခင်းကိုမြေကြီးဖို့နေပါတယ်အဲ့အချိန်မှာသူကအေးဖေးလေးကြည့်နေပါတယ်ဒီမှာနောက်တစ်ပုံထပ်တယ်ပို့သွားပါပြီဒါတော့ကျမရဲ့အဖိုးဖြစ်ပါတယ်အတကြီးပဲမပျက်စီးသေးရကျမရဲ့အဖိုးကကိုဆိုရင်တော့မြေကြီးကိုပောက်ပြီးတော့ရှွနေမြေကြီးကိုဘုံနဲ့ထည့်ပြီးနေပါတယ်အဲ့ဘုံတွေကို깟ပြီးတော့ကျမမောင်ကဟိုမှာသွားပြီးတော့မြေသွားဖို့တယ်ပေါ့နော် အဲပဲတောင်းရှိစိုက်ခင်းလို့ပြောပါတယ်စိုက်ခင်းဆိုတာထက်တိုင်တိုင်တပိုင်လေးစိုက်တာမျိုးဆိုတော့စိုက်ခင်းလို့ပြောလို့မရပါဘူးကဲပေါက်ပါလေပေါက်ပါလေပြင်ကျမမောင်သေးပြီးတော့သွားပါတော့မယ်အဲ့ချိန်မှာကျမလည်းအလကားမနေရပါဘူးကျမအဖွားကိုနေမင်းနေရပါတယ်ပြီးရတယ်ကျမ channel ဖေးပြီးတော့အပင်လေးပါလေသွားကင်ပါတယ်ဒီတော့ flow ရိုက်မယ်ဆိုရင်ခနာ channel မို့သွားကင်နေရပါတယ်ဒီတော့မတော်ဆရာမရှိပါဘူးပြီးရတယ်ရက်ဆရာမရှိတော့ရခါကျတော့ကောင်းငင်ကိုရိုက်ပါတယ်ရိုက်ပြီးတော့ ဘာမလုပ်ပါဘူးကျွန်တော်လည်းကျမချင်းတိုက်ဖြတ်သားမှာရှင်အားလုံးပဲပိုင်ပိုင်ပါ